ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာတခါတလေမှာမိတ်ဆွေဟာနေရာတစ်ခုကိုရောက်ဘူးသလိုအဖြစ်ပြက်တစ်ခုကိုကြုံဘူးသလိုခံစားဘူးပါသလားအဲ့ဒီခံစားချက်ကခဏလေးပဲကြာတက်ပြီမင်းတော်တော်လေးကိုထူးဆန်းပြီးဆွဲလန်းစရာ ကောင်းလာပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီကြဘူးလို့ခေါ်ပါတယ်ပြင်သစ်လို့အရင်ကမြင်ဘူးတယ်လို့အဓိပ္ပာယ်ရပါတယ် ဒီထူးဆန်းတဲ့ခံစားချက်ကဘာကြောင့်ဖြစ်ပေါ်လာလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and subscribe လေးနဲ့အားပေးကူညီခဲ့ကြဖို့တောင်းဆိုပါကြည့်ခင်ဗျာခဏနေရင်ဗီဒီယိုလေးဆက်ပါမယ် Welcome to my channel ဒီကြဘူးဆိုတာဒါလဲ ဒီကြဘူးဆိုတာကတော့အသက်ဆန်းဖြစ်တဲ့အခြေအနေတစ်ခုကိုအရင်ကလည်းကြုံဘူးတလို့လို့သိနေတလို့လို့ခံစားရတဲ့အတွေ့အကြုံမျိုးပါဒါပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်လိုက်ရင်အဲ့ဒီအဖြစ်အပျက်က အရင်ကမရှိခဲ့ပါဘူးဒီခံစားချက်ကစက္ကန့်ပိုင်းလေးပဲကြာတက်ပေမဲ့တော်တော်လေးအံ့ဩဖို့ကောင်းပါတယ်ဥပမာအနေနဲ့ပြောရရင် မိတ်ဆွေရတငယ်ချင်းအိမ်ကိုပထမဆုံးကြိမ်ရောက်သွားတယ်ဆိုပါစို့ ိမ်ထဲကိုဝင်လိုက်တာနဲ့တနည်းရရမှာဒီလိုပုံစံမျိုးဒီလိုအပြင်းအဆင်မျိုးကိုမြင်ဘူးတလို့ခံစားနေရတယ်။ဘယ်တော့ငါမြင်ဘူးလဲဆိုတာကိုတော့တေချာမမှတ်မိဘူးဖြစ်နေပါတယ်။အဲ့ဒါကဒီကြဘူးပါပဲ။နောက်ဥပမာတစ်ခုအနေနဲ့ပြောရရင်စားတောက်ဆိုင်အစ်စ်တစ်ခုမှာအစားတောက်မှားနေတော့ဝန်ထမ်းကလာပြီးဟင်းပွဲအကြောင်းကိုရှင်းပြတယ်။အဲ့ဒီချိန်မှာမိတ်ဆွေကသူပြောနေတဲ့စကားလုံးတိုင်းကိုအရင်ကကြားဘူးတလို့လို့ဒီအခြေအနေတစ်ခုလုံးကို အရင်ကကြုံမှုတလို့လို့ခံစားနေရပါတယ်။အဲ့လိုဖြစ်ရမျိုးကိုဒီကြဘူးလို့ခေါ်ပါတယ်။လက်ရှိကြုံနေရတဲ့အခိုက်အတန့်ဟာအတိတ်ကဖြစ်ပျက်ခဲ့ဘူးတလို့လို့စိတ်ထဲမှာခံစားနေရတာမျိုးပဲဖြစ်ပါတယ်။ဒီကြဘူးဘာကြောင့်ဖြစ်ရတာလဲ။ဒီကြဘူးဘာကြောင့်ဖြစ်ရတာလဲကိုသိပ္ပံဉာဏ်ရှင်တွေကယူဆချက်တွေအမျိုးမျိုးနဲ့ရှင်းပြထားပါတယ်။ နှစ်ပေါင်းများစွာကြာအောင်သိပ္ပံပညာရှင်တွေဟာဒီဂျာဘူးရဲ့လှုပ်ဝှက်ချက်ကိုဖော်ထုတ်ဖို့စ조사ခဲ့ကြပါတယ်။အခုချိန်ထိတော့အတိအကျအဖြေမရသေးပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့ယူဆချက်တွေအများကြီးရှိပါတယ်။ဒီထက်ကမှနံပါတ်၁အချက်ကတော့အုံနောက်ရဲ့မှတ်ဉာဏ်မှားယွင်းမှု memory glitch ပဲဖြစ်ပါတယ်။ဒါဟာအဖြစ်အများဆုံးယူဆချက်တစ်ခုပါ။ကျွန်တော်တို့ရဲ့အုံနောက်ကအဖြစ်ပြက်တွေကိုမှတ်တမ်းတင်ထားတဲ့အခါမှာအချက်လက်အစ်စ်တွေဟာ ခဏလေးအတွင်းမှက်ညံရေတို့ကနေမှက်ညံရေရှိကို ရောက်သွားပါတယ်တချို့အချိန်တွေမှာဒီဖြစ်စဉ်ဟာအနှဲငယ်လွဲချော်သွားပြီးတော့အချက်လက်တစ်တခုဟာမှက်ညံရေရှိတဲ့ကို အရင်ရောက်သွားတတ်ပါတယ်ဒါကြောင့်အခုမှကြုံတွေ့ရတဲ့အရာတခုကို အရင်ကတည်းကမှတ်မိနေတယ်လို့မျိုးခံစားရတာဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့အာယုန်ခံစနစ်ရဲ့လွယ်မမှု sensory processing error ကျွန်တော်တို့ဟာပတ်ဝန်းကျင်ကအချက်လက်တွေကိုအာယုံ၅ပါးကနေတဆင့်လက်ခံရယူပါတယ်။တခတလေမှအာယုံခံစနစ်ကနေအုံနောက်စီကိုပုတ်လွတ်တဲ့အချက်လက်တွေဟာအနှဲငယ်ကွဲလဲတာမျိုး ဖြစ်နိုင်ပါတယ်။ဥပမာအားဖြင့်မြင်လိုက်ရတဲ့အရာတစ်ခုဟာအုံနောက်စီကိုအချိန်အနှဲငယ်ခြားပြီးတော့နှစ်ကြိမ်ရောက်သွားတာမျိုးဖြစ်နိုင်ပါတယ်။အဲ့ဒီခါမှာအခုမြင်လိုက်ရတဲ့အရာကိုခဏအကြာမှာနောက်တစ်ကြိမ်မြင်ဘူးလို့ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကတော့ အာယုံစူးစိုက်မှုမရှိခြင်း divided attention တခါတလေမှာကျွန်တော်တို့ဟာအရာတစ်ခုကိုတေချာမကြည့်ပဲရှောက်သွားတာမျိုးတစ်ခုခုကို လုံနေရင်းနဲ့အခြားအရာတစ်ခုကိုစဉ်းစားနေတာမျိုးတွေရှိတတ်ပါတယ်အဲ့ဒီလိုအချိန်မှာပတ်ဝန်းကျင်ကအချက်လက်တချို့ကိုအုံနောက်ကတတိမထားလိုက်ပဲနဲ့မှတ်သားထားလိုက်နိုင်ပါတယ်နောက်ပိုင်းအဲ့ဒီအခြေအနေမျိုးနဲ့ပြန်ကြုံတဲ့အခါမှာအဲ့ဒီမှတ်သားထားတဲ့အချက်လက်တွေကြောင့်အရင်ကကြုံမှုတလို့ခံစားရတာမျိုးလည်း ဖြစ်နိုင်ပါတယ်နောက်တစ်ချက်ကတော့အိမ်မက်များ dreams တချို့ပညာရှင်တွေကတော့ဒီကြဘူးကကျွန်တော်တို့အိမ်မက်ထဲမှာမြင်ခဲ့တဲ့အရာတွေနဲ့ဆက်ဆက်နိုင်တယ်လို့ယူဆကြပါတယ်အိမ်မက်တွေဟာတကယ်အဖြစ်ပြက်တွေနဲ့တူညီတာမျိုးလဲရှိတတ်ပါတယ်နိုးလာတဲ့အခါမှာအဲ့ဒီအိမ်မက်ရဲ့အစိတ်အပိုင်းတစ်ခုခုနဲ့တူညီတဲ့အခြေအနေမျိုးကိုကြုံတွေ့တဲ့အခါမှာဒီကြဘူးလို့ခံစားရတာမျိုးဖြစ်နိုင်ပါတယ်ဒါကတော့ သိပ္ပံပညာရှင်တွေရဲ့ယူဆချက်တွေပဲဖြစ်ပါတယ်။ဒီကြဘူးဟာလူတိုင်းလိုလိုတစ်ချိန်မဟုတ်တစ်ချိန်မှာကြုံတွေ့ဘူးတဲ့အရာတစ်ခုပါ။ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တချို့ကိုပြောပြပေးခြင်းပါတယ်။လူငယ်တွေမှာဒီကြဘူးဖြစ်ပွားနှုန်းဟာပိုများပါတယ်။အထူးသဖြင့်အသက်20ဝန်းကျင်အနေနဲ့40ဝန်းကျင်အရွယ်တွေမှာအဖြစ်အများဆုံးလို့ဆိုကြပါတယ်။စိတ်ပြည်စည်းမှုများတဲ့သူတွေမှာဒီကြဘူးအဖြစ် ပုံများနိုင်ပါတယ်။ရုပ်ရှင်ကြည့်တာစာအုပ်ဖတ်တာတွေကနေလေဒီဂျာဘူးရဲ့ခန်းစားချက်မျိုးကိုခန်းစားရနိုင်ပါတယ်။ဇလန်းလေးကအဖြစ်အပျက်တစ်ခုခုနဲ့ကိုယ်တိုင်ကြုံတွေ့နေရတဲ့အခြေအနေကတူညီနေတယ်လို့ခန်းစားရတာမျိုးပါ။ဒီဂျာဘူးဟာအတိတ်ဘဝနဲ့ဆက်ဆက်တယ်လို့ယုံကြည်သူအချို့လည်းရှိပါတယ်။ဒါပေမဲ့ဒီယူဆချက်ကိုတိတ်ပန့်နေကြတက်တည်ပြနိုင်ခြင်းတော့မရှိသေးပါဘူးခင်ဗျာ။ ရေပုံရအဖြစ်တော့ဒီဂျာဘူးဟာဘေးဥပတ်မရှိတဲ့တာမန်အုံနောက်ရဲ့လှုပ်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့ချာချာပပအရှင်နေတွေမှာလည်းဒီဂျာဘူးဟာကျဲမာရေးပြဿနာရဲ့လက္ခဏာတစ်ခုဖြစ်နေနိုင်ပါတယ်။အထူးသဖြင့်ဒီဂျာဘူးရဲ့ခံစားချက်ကမကြခဏဖြစ်ပေါ်နေမယ်။ကြာချိန်လေးပူရှိကြမယ်။တခြားထူးခြားတဲ့လက္ခဏာတွေဥပမာအာယုံလျှောက်ရှားတာတွေတက်တာတွေနဲ့တွဲပြီးဖြစ်ပေါ်လာတဲ့ဆိုရင်တော့ဆရာဝန်နဲ့တေချာပြတ်တက်တင်ပါတယ်။ ဒီဂျာဘူးဟာကျွန်တော်တို့ရဲ့အုံနောက်ကဖန်တီးထားတဲ့လှုပ်ဝက်စမ်းကြဲတဲ့အတွေ့အကြုံတစ်ခုပါ။ဘာကြောင့်ဒီလိုခံစားရလဲဆိုတာကိုအတိအကျမသိရသေးပေမဲ့သိပ္ပံပညာရှင်တွေရဲ့လေးလာမှုတွေကတော့စိတ်ဝင်စားစရာကောင်းတဲ့အဖြေတွေကိုပေးဆွဲနိုင်ခဲ့ပါတယ်။နောက်တစ်ခါဒီဂျာဘူးကိုခံစားရတဲ့အခါအန်အောမနီပါနဲ့ဒါကတင့်ရဲ့အုံနောက်ကခဏတာမှတ်ညာအမှားလေးတစ်ခုပဲဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့မိတ်ဆွေတို့အနေနဲ့ အတိတ်ကဖြစ်ပျက်ခဲ့ဘူးသလိုဖြစ်ရမျိုးတွေကိုလက်ရှိပြစ်ဆုံးပန်းမှာကြုံနေရတဲ့ဖြစ်ရမျိုးကိုဒီကြဘူးဖြစ်စဉ်လို့ခေါ်ပြီးတော့ဒီဒီကြဘူးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့အရင်တော့ channel လေးကို like and subscribe လေးနဲ့အားပေးကူညီခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာနောက်ဗီဒီယိုတွေမှာဆုံပါမယ်